ိန်ကလေးအဲငငယ်တော်တော်များများကြတော့ကိုတက်အသက်ကြီးရဲ့အကိုကြီးတွေအသက်နည်းနည်းกว่าတဲ့အကိုကြီးတွေကိုကြိုက်တယ်ဒီထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတူတူကနေပြီးတော့ဇန်ရဲကိုကြိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံလေးဖြစ်တဲ့အတွက်ဟုတ်ရဟုတ်ရတယ်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအပြင်လောကနဲ့နှိစက်တယ်လို့ပြောလို့ရတယ်ဗျငငယ်လေးကနေပြီးတော့ဟိုအကိုကြီးတယောက်ကိုသူချစ်ပြတဲ့အချိန်ကြားလို့ရှိရင်သူအဲ့လိုဘယ်လိုပြောမလဲရင်ခုန်တက်ဆအရွယ်လေးဖြစ်နေတာသူဒီကားထဲမှာလဲလိုက်တယ်သူ့ character လေးနဲ့သူကသူအဲ့လိုချစ်စရာတော့ကောင်းပြီပါ ယောက်ျားလေးတယောက်ဖြစ်နေတာဖြစ်တဲ့အတွက်နှစ်ဆက်ခွန်အရွယ်ဆိုတော့နည်းနည်းလေးအလုပ်ကိုအာရုံစိုက်ပြီးဖိလုပ်ရမယ်အရွယ်လို့ထင်လို့ပါဟုတ်ရှေ့ရလုံးဝစိတ်မဝင်ဘူးအမ်မစင်းသာဖြစ်သေးတာဗျဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါအကြောင်းရလာမယ်အဲ့လိုမျိုးပေါ့နော်ဟိုဟာလေးကျွန်တော်တိတ်ဟိုအဲ့ဒါကိုအချိန်မပေးချင်တာပါဟုတ်ဟုတ်ကဲ့ကြောက်နေရလားချင်ကြောက်တော့မကြောက်ဘူးကြောက်တော့မကြောက်ဘူးအဓိကအချိန်မပေးချင်သေးတာပါဟုတ် ိမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါ။အဲဒါတူတူလေးချက်မယ်ပါဘလူရီတာတူတူလေးချက်မလို့အာဒီဇာကားတွေကကာရိုက်တာနာမည်ကတော့မြတ်သူပေါ့နော်အာကျွန်တော်ကဒီကျွန်တော်ရဲ့ငွေချင်း ash အပေါ်မှာဒါတစ်ဖက်သက်တူတူလေးချစ်တဲ့ကာရိုက်တာလေးပါဒီကားထဲမှာလည်းတယောက်ကိုတယောက်တော့တူတူလေးတွေတော့ချစ်နေကြတော့ပါပဲအကုန်လုံးကဒါလေးကြောက်ဖို့ပေါ်ပါလေးဖြစ်မယ်ဟုတ်ဟုတ်ရှေ့ရရိုက်ခဲ့တာတွေဆို subscribe နေဟုတ်ဟုတ်တယ်ဗျာဟုတ်တယ်ဗျာကျွန်တော်ရိုက်ခဲ့ဘူး ူးတဲ့ပေါ့နော်အခုရှေ့ကနေကျွန်တော်ဆက်လုပ်ကြတဲ့ကနေဒီနေ့ဒီချိန်ကြီးရိုက်ခဲ့ဦးတဲ့ဇလန်းတွဲတွေထဲမှာကျွန်တော်ဒါကတော့ပေါ့ပေါ့ပါပါအဖြစ်ဆုံးပါပဲခင်ဗျာကျွန်တော်ဒီကားရရတဲ့အချိန်မှာကျွန်တော်မှတ်မိတာတော့တော်တော်ပြောတယ်တော်တော်ပြောရဆိုတာပထမချက်ကကျွန်တော်မက်ပွင့်နဲ့စပြီးတော့ရိုက်တာဒါဒုတိယမြောက်ဇလန်းတွဲပြီးတော့ကိုပိုင်နုနဲ့လည်းဆောင်ရတယ်ပြီးတော့နောက်တစ်ခုကဒီရှူတင်ကအရင် happy set ဖြစ်တယ်ကျွန်တော်ပျော်ဖို့ကောင်းတယ်ပြီးတော့ဇက်ကလည်းပုတ်ပုတ်ပွားဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ခင်ခင်မင်မင်ဆဆနောင်နောင်နဲ့ဒီကားလေး ပြီးလို့ပြီးသွားမှန်းတော့မသိလိုက်ဘူးဗျဟုတ်ဟုတ်ကဲ့တူတူနဲ့ပေါ့နော်အင်ဂျီစလိုပြည့်ရတဲ့ဒီလေးလေးဟုတ်ဟုတ်ဒီနေ့တက်လာတာအဲအခန်းလေးဆိုတော့တော်တော်ရုပ်ကိုတိတ်တကကြိုက်နေတယ်တခါတည်းတော့တိုင်းပေါ်ပြပါဟုတ်အဲအဲ့တော့ဟာဟုတ်အဓိကကတော့အဲ့တော့ဟာကျွန်တော်တို့ဟိုတူတူအဖေပေါ့နော်အဲကိုကြီးနန်းနန်းနောက်ကိုလိုက်ချောင်းလဲဟာအဲ့တော့ဟာဆိုလည်းတယောက်သားအိုးပြောကောင်မှာအမတ်တရအဲ့အစင်းမှာအမတ်တရပါလို့ဆိုမိုးရီရွာပြီအရန်ချမ်းနေတဲ့အချိန်မှာစွကျယ်လက်ပြန်နေဖြစ်နေတာအဲ့ဒါတော့အမတ်တရပါ ဒါထောင်နေတည်းပဲရပြီတော့တအားအိအပြင်းအတိုင်းပါအဓိကကတော့ဗျာကျွန်တော်တို့ဒီကားမှာကြာတော့ဘယ်လိုလဲဆိုတော့ဒါကျွန်တော်တို့ဒီအပြင်လောကနဲ့လည်းနှိစက်ပါတယ်ဘာလို့ဆိုတော့ main လေးအဲငငယ်တော်တော်များများကြတော့ကိုထက်အသက်ကြီးရဲ့အကိုကြီးတွေအသက်နည်းနည်းกว่าရဲ့အကိုကြီးတွေကိုကြိုက်တယ်ဒီထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတူတူကနေပြီးတော့ဇန်ရဲကိုကြိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံလေးဖြစ်တဲ့အတွက် ဟုတ်ပြ။ဟုတ်ပြရတယ်။အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအပြင်လောကနဲ့နှိစက်တယ်လို့ပြောလို့ရတယ်ဗျ။အဓိကကျွန်တော်နဲ့အဆုံများတာ Ash ပေါ့နော်။ Ash နဲ့ကအဆုံများတယ်။ပြီးတော့ तू ကအဲတော်တော်အပြင်မှာခင်မို့တော်တော်ကောင်းတယ် friendly အရင်ဖြစ်တဲ့ဟိုဟာ တငယ်ချင်းတယောက်လိုမျိုးပဲဒီကားထဲမှာလည်းတငယ်ချင်းအပြင်မှာလည်းကျွန်တော်တို့တငယ်ချင်းဖြစ်သွားတယ်ဗျ။ဘာလို့လဲဆိုတော့ तू ကလည်းအလိုဘာသာကားခန့်ခဲနည်းနည်းလေးရှိရဖြစ်တဲ့အတွက်ကျွန်တော်ကိုနည်းနည်းပြောပြပြောပြဖို့ပြောရတာအဲ့မှာအပြင်မှာတော်တော် friendly ဖြစ်သွားတာဖြစ်တဲ့အတွက်ရုပ်ရှင်ရိုက်တဲ့အချိန်ဒီလမ်းတွဲရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကအခက်အခဲမရှိတကယ်တငယ်ချင်းတိုင်းပဲအစီပဲဟုတ်။သူ့ကိုစကားကြီးအဲ့လိုဖြစ်တယ်ရိုက်နေတဲ့စောင့်မေးရတင်မေးရတာရှိလား။ဟောအဲ့ဒါကတော့မဟိုဘောနော် driver တော့တင်မေးရဒါပေမဲ့ तू အဲ့လိုကြီးဟိုမဖြစ်ဘူးဗျာ။ဘာလို့လဲဆိုတော့ तू မောင်းဆိုမိရတော့ဘာလို့လဲရိုက်တာလေ။ကားကြီးရိုက်တာဖြစ်တဲ့အတွက် तू အဲ့လိုမျိုးဟိုမရှိပါဘူး။ဒါ ါမဲ့ဒီကားမှာလည်းသူတော်တော်ကြိုးစားတာပါတယ်ဟုတ်နင်ပြောတဲ့ကိုစင်ရေရေခဲပြင်းဆိုတာလက်ခံရမယ့်ပုံရှိတယ်မင်းရမလို့ပဲခုံဝါပဲလုံနေရတော့ခုံလဲကြိုးတော့မယ်မင်းကတော့ကြောက်ရွံ့တိုင်းတူတူကချင်းမိနေတယ်မင်းရဘဝအမှန်ကိုလိန်ညာရတာပေါ့ဘယ်ချိန်ကြီးလိန်ညာနေဦးမှာလဲဟာညာညာမဟုတ်ပါဘူးကိုစင်ပလဲပါ အဓိကတော့ကျွန်တော်အနေနဲ့ကတော့ဒါဒီကားထဲမှာဆိုလို့ရှိရင်သူ character လေးနဲ့ဘယ်လိုဘယ်လိုပြောမလဲလိုက်တယ်ဗျာဒီလားဟိုသူငငယ်လေးကနေပြီးတော့ဟိုအကိုကြီးတယောက်ကိုသူချစ်ပြီးတဲ့အချိန်ကြားလို့ရှိရင်သူအဲ့လိုဘယ်လိုပြောမလဲရင်ခုန်တက်ဆအရွယ်လေးဖြစ်နေတာသူဒီကားထဲမှာလည်းလိုက်တယ်သူ character လေးနဲ့သူကသူအဲ့လိုချစ်စရာတော့ကောင်းနေပါတယ်မရှိဘူး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 တကယ်မရှိရလိန်နံလည်းမဟုတ်ပါဘူးလို့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ကအသက်နည်းနည်းအပိုင်းခြားတစ်ခုရောက်လာတော့လေ ။နည်းနည်းအလုပ်ကိုအယုံဆိုက်ရမယ်ဆိုတော့အချိန်ကန်ယူခေါင်းထဲမှာအပြည့်ထည့်တာလား။အဲ့တကယ်ပါအပြင်ကလူတွေလည်းတိတိပါလိမ့်မယ်ကျွန်တော်လည်းခင်တဲ့လူတွေလည်းတိပါလိမ့်မယ်ကျွန်တော်အင်တာဗျူးရှိမှာပို့လို့ပြောတာပေါ့ဟိုယောက်ျားလေးတယောက်ဖြစ်နေတာဖြစ်တဲ့အတွက်20ခွန်အရွယ်ဆိုတော့နည်းနည်းလေးအလုပ်ကိုအာရုံစိုက်ပြီးဖိလုပ်ရမယ်အရွယ်လို့ထင်လို့ပါဟုတ်အလုပ်ကကိုယ့်ရဲ့နံပါတ်1ဟုတ်အလုပ်နဲ့မိပါတော့နံပါတ်1ပေါ့အခြေရလုံးဝမစိတ်မနာဘူးအမ်မစင်းသာဖြစ်သေးတာဗျဘာဖြစ်လို့ဆိုတော့ကျွန်တော်အဲ့ဒါအကြောင်း ရလာမယ်အဲ့လိုမျိုးပေါ့နော်ဟိုဟာတွေကျွန်တော်တိတ်ဟိုအဲ့ဒါကိုအချိန်မပေးချင်တာပါဟုတ်ဟုတ်ကဲ့ကြောက်နေရလားအချိန်ကြောက်တော့မကြောက်ဘူးကြောက်တော့မကြောက်ဘူးအဓိကအချိန်မပေးချင်သေးတာပါဆိုအဲ့မဟုတ်ဒါကတော့ကိုနိုင်တော့ကိုဟိုဟာဖြစ်ပေါ့ကျွန်တော်ကကြတော့ multi tax တိတ်မရတဲ့လူပေါ့အာယုံနှစ်ခုတိတ်မလောက်တတ်တဲ့လူဆိုတော့တစ်ခုဆိုတစ်ခုပဲအာယုံတေချာစိုက်တတ်တဲ့လူဖြစ်နေတော့လေ တော်တချို့လည်းပြောကြတယ်အဲ့လို main ကလေးတို့မားဖြတ်ဖြတ်တတ်တယ်ပေါ့နော်အဲ့လိုပြောကိုယ့်ရဲ့အောင်မြင်မှုကိုလည်း main ကလေးဒါပေမဲ့အဲ့ဒါတော့ကျွန်တော်ကတော့အဲ့လိုမျိုးကြီးရောမဆိုလို့ဘာဖြစ်လို့ဆိုတော့အိုးယောက်ျားကောင်တစ်ယောက်မှလည်းနောက်ကနေမိန်းမကောင်တစ်ယောက်ဆိုအလိုအပ်တယ်လေအခုအောင်မြင်နေတဲ့အမျိုးသားတွေမှာဆိုလို့ရှိရင်လည်းနောက်ပယ်မှာပံ့ပိုးပေးနေတဲ့အမျိုးသမီးကောင်တွေအများကြီးရှိရဟိုဟိုဘယ်လိုပြောမလဲဥမာဗျာဥမာအမေဥမာကျွန်တော်အတွက်ဆိုရင်ဥမာအမေကကျွန်တော်အများကြီးထောက်ပံ့မိတယ်အဲ့လိုမျိုးပြီးတော့ မင်းဟိုတားရီသမီးတွေဆိုတာလေမိဘအမေပြီးခင်ကနေမွေးလာတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဲ့လိုမျိုးမထင်ဘူးအဓိကကတော့ချစ်တာချစ်လို့ရတယ်ဒါပေမဲ့အဲ့လိုအစွန်းမရောက်ရင်ကြာပါပြီ1500မှာပြောတာပါဟုတ်ဟိုအဓိကကကျွန်တော်ကအသက်29ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ဟိုလေအသက်19-20လောက်တုန်းကလိုမျိုးအဲ့လိုရင်းနှီးခုံပြီးတော့အချစ်တဲ့ဟာမျိုးထက်ဆိုင်ကိုယ့်အလုပ်လေးတည်ရကြိုးစားမယ်မိဘကိုကောင်းကောင်းမွန်မွန်ထားနိုင်အောင်ပြီးတော့ကိုချစ်တော့ပေါ့ကိုတည်တည်ချာချာလေးရည်တည်နိုင်အောင်စူးစမ်းပြီးတဲ့အချိန် အဲကြာတော့မှကိုကအောက်ချီခိုင်းပြီဆိုတော့မှပဲတခြားကိစ္စလေးတွေကိုစဉ်းစားပြင်မယ်လို့တော့ထင်တယ်ဗျဟုတ်